အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးဟာ2026တနှစ်တာမှာတွေ့ကြုံလာမယ်တနင်္ဂနွေသားသမီးတွေရဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကံကိုတုံးသက်ဟောကြားပေးသွားမယ်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ဆရာပါနဲ့တုံးသက်ပါလဲဆိုတော့တေရော့နဲ့တုံးသက်ပြီးဟောကြားပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကအဘမင်းတင်ကြီးတွေပဲဆရာစောင်းလောက်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းဗီဒီယိုရေးရိုင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးနေရဆရာတယောက်လည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဟောကြားမှုတွေကိုနှစ်သက်မှုရှိတယ်ဆိုရင်ကျွန်တော်အကောင့်ကို follow လုပ်ပေးခဲ့ပေးပါအာပြီးလို့ရှိရင်ကိုကတနင်္ဂနွေသားသမီးလေးဖြစ်တယ်တေရော့ပေါ်လည်းယုံကြည်မှုရှိတယ် ဝယ်ရကံကိုလည်းငွေကြီးနဲ့ပတ်သက်တဲ့ကံကိုလည်းသိချင်တယ်ဆိုရင်ဒီဗီဒီယိုလေးကိုစောင့်နေတည်ကြည့်ရှုပြီးတော့ကြားနေတတ်မှုရှိတယ်ဆိုရင်တော့ like တို့မဟုတ်တဲလေးတွေပေးခဲ့ပါလို့မြတ်တာရက်ခံပါတယ်ကျွန်တော်စီမှာဗီဒီယိုမေးချင်တယ်ဆိုရင်တော့ကျွန်တော်ကောက်မှာကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်တင်ထားပါတယ် Viber ကနေဆက်သွယ်ပြီးတော့မေးလို့ရပါတယ် Okay စလိုက်ရအောင်ဖမောက်ဆုံးနေနဲ့တနင်္ဂနွေတာသမီတွေရဲ့ငွေကြီးကံဒီကလာမှာငွေကြီးကိစ္စအရင်နဲ့ပတ်သက်ပြီးတော့2026မှာတနင်္ဂနွေတာသမီတွေကောင်းမွန်နေတဲ့ကံထောက်ပံ့များစွာရရှိပါမယ်လုပ်ငန်းအောင်မြင်တာမျိုး ညီခွက်မြတ်တာမျိုးเนาะဒါမှမဟုတ်လို့ရှိရင်လည်းကိုရင်းနှီးထားတဲ့အာ product တွေကနေဆင့်အညတ်ဆုံးများပြီးတော့ရောင်းတာမျိုးတွေနဲ့ပတ်သက်ပြီးတော့ငွေကြေးတွေနဲ့ပတ်သက်ပြီးတော့အကောင့်နဲ့အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့အဲ့တော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးကုညီတောင်းမဲ့ကိစ္စတွေလည်းကိုယ်နေနဲ့အကောင့်တွေနဲ့အပိုင်းခြားဖြစ်ပါတယ်။ဘာတွေကအားနည်းလဲလို့ပြောမယ်ဆိုရင်တော့ကိုယ့်ရဲ့မိသားစုရေးရာကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာငွေကြေးကုံဆုံးမှုတွေအများနေတာမျိုးတွေเนาะအာကိုချစ်ခင်ရတဲ့လူတွေ နော်အကူအညီတောင်းလို့ဖြစ်သူတို့ပြဿနာဖြစ်လို့ပဲဖြစ်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကိုယ်အနေနဲ့ကူညီပေးရတာမျိုးတွေတော့ငွေကြေးကိစ္စတွေမှာအားနည်းနေတယ်ဆုံးရှုံးမှုများတယ်ပေါ့ကသူတို့ကူညီလိုက်ရင်ပြန်ရဖို့လမ်းမရှိတော့ဘူးပေါ့နော်အဲ့တော့ကိုယ်အနေနဲ့ချီးတာထားတာဆိုလို့ရှိရင်တော့မလုပ်သင့်ဘူးနော်အကူအညီပေးနိုင်တယ်ဆိုရင်ကိုယ်တက်နိုင်တဲ့အနေထားအနေနဲ့ငွေကြေးကူညီပေးလိုက်နော်ဒါဆိုရင်တော့အဆင်ပြေတယ်နော် အဲ့တော့ငွေကြေးကိစ္စရည်နဲ့ပတ်သက်ပြီး2026မှာတနင်္ဂနွေသားသမီးတွေကံကောင်းတယ်။ဘာကြောင့်ကံကောင်းလဲဆိုတော့အရှိမကျွန်တော်ပြပြထားပြီးတာဖြစ်တယ်။အဲ့ကနေတဆင့်ငွေကြေးကိစ္စရည်နဲ့ပတ်သက်ပြီးတော့အောင်မြင်မှုတွေရရှိလာမယ်အချိန်ဒီပိုင်းခြားတစ်ခုဖြစ်တယ်။နောက်တစ်ခုကတော့ငွေကြေးကိစ္စရည်နဲ့ပတ်သက်ပြီးအကျွေးမီတင်နေတဲ့လူတွေဒါတွေ2026မှာဆက်ရလိုက်တာ။အကျွေးမီတင်နေတဲ့လူတွေကငွေကြေးကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းမှာတော့ပြည့်ပြည့်ဝဝဒီအကျွေးမီတွေကိုကုံသွားအောင်ဆက်နိုင်တဲ့အနေထားတော့ကျွန်တော်ကတ်မှာမတွေ့ရှိရအောင်။ ဒါပေမဲ့20ရာခိုင်နှုန်း30ရာခိုင်နှုန်းစသဖြင့်တစ်ဖက်လူကျင်တဲ့အောင်တစ်ဖက်လူလက်ခတ်အောင်တော့ကိုယ်အနေနဲ့ပေးစွမ်းနိုင်မယ်ဆိုတဲ့အပိုင်းအခြားမျိုးဖြစ်တယ်။သို့တော့ငွေကြေးကိစ္စရနဲ့ပတ်သက်ပြီးတော့ကိုယ်ငွေယူထားတဲ့လူကနေတဆင့်ကိုယ့်စီကိုဟိုဘယ်လိုခေါ်မလဲစကားအဖြစ်တော့လည်းကောင်းကိုယ်စိတ်ဒေါ်ရထွက်အောင်တော့လည်းကောင်းပါတော့ဒီလိုပြောဆိုမှုလေးတော့ခံရလိမ့်မယ်နော်အဲ့တော့သူတို့ရဲ့အစင်မပြေဖြစ်တာသူတို့ရဲ့အငင်းကုန်ဖြစ်တာစသဖြင့်ဒီလိုကိစ္စလေးတွေငွေကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပေါ်ပေါက်လာနိုင်တယ် နောက်တစ်ခါကတော့ကျွန်တော်တို့အကျွေးပေးထားတဲ့လူတွေတော့ဖြစ်ပါတယ်အကျွေးပေးထားတဲ့လူတွေကတော့ဒီကာလမှာကိုယ့်ရဲ့အကျွေးကိုပြန်တောင်းပါပြန်လိုချင်တယ်ဆိုလို့ရှိရင်ရနိုင်ပါတယ်အဲ့တော့ဟိုဘယ်လိုကောင်းလဲဆိုတော့တည်တည်ချာချာတောင်းဖို့အတွက်တော့လိုအပ်တယ်အာဟိုတည်တည်ချာချာတောင်းဖို့အတွက်တော့လိုအပ်တယ်အဲ့ဒီမှာတခုကျွန်တော်ပြောချင်တာတခုကတော့ကိုပတ်စံပေးထားတဲ့လူကရပ်ဝေးရောက်သွားပြီးတော့ကိုနဲ့အဆက်အသွယ်ပြတ်သွားတာမျိုးကြီးလည်းရှိတယ်ထွက်ပြေးသွားတာပေါ့ဗျာဒီလိုထွက်ပြေးသွားတဲ့လူတွေနိုင်ငံခြားပြောင်းသွားတဲ့လူတွေကိုနဲ့အဆက်အသွယ်ပြတ်တောက်သွားတဲ့လူတွေ နော်အဲ့လိုလူစီကနေစင်ငွေပြန်တောင်းချင်တယ်ဆိုလို့ရှိရင်လို့ရှိရင်ခဏကျွန်တော်ပြောတော့တက်ဆိုင်ရာဌာနနော်တက်ဆိုင်ရာသူ့ရဲ့မိဘပဲဖြစ်ဖြစ်ပေါ့နော်သူ့ရက်ွက်ရုံးဖြစ်အဲ့လိုရဲစဲအဲ့လိုမျိုးပြုတ်လုံမှတာလေငွေကြီးပြန်ရမယ်အဲ့လိုမှမလုပ်ဘူးဆိုလို့ရှိရင်အဲ့ငွေကြီးပြန်ရဖို့တော့ခက်ခဲပါတယ်ဒါလေးကိုတော့ဘယူဆိုင်ဈေးချင်ပါတယ်ငွေကြီးကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းပေါ့နော်โอเคဆက်လက်ပြီးတော့ကျွန်တော်တွေ့ကြုံလာမယ်ဒီတနင်္ဂနွေသားသမီးတွေရဲ့၁၂လမှာငွေကြီးကန်နေရဘယ်လတွေမှာအားကောင်းလဲဆိုဆက်ပြီးတော့တုံ့တက်အောင် ဲ့တော့ငွေကြေးကိစ္စရင်းနဲ့ပတ်သက်ပြီးတော့တရင်းငွေသားသမီးတွေကံကောင်းအကန့်အကောင်းဆုံးလကိုပြပါဆိုလို့ရှိရင်ကျွန်တော်6လပိုင်းနဲ့10လပိုင်းမှာတရင်းငွေသားသမီးအတွက်ငွေကြေးကိစ္စရင်းနဲ့ပတ်သက်ပြီးတော့လက်လာပါအားကောင်းနေတဲ့အချိန်ကြီးဘိုင်းကြားတစ်ခုလို့တုံ့တက်ပြီးဟောကြားပေးရှင်တယ်အဲ့တော့တလပိုင်းမှာငွေကြေးကိစ္စရင်းနဲ့ပတ်သက်ပြီးထင်ကောက်မှုလွဲလွဲမှားမှုတွေနဲ့ကျွန်တော်တွေ့ကြုံလာတတ်တယ်အဲတခုခုဆိုလို့ရှိရင်ငွေကြေးမရတာမျိုးတော့မဟုတ်ဘူးရတော့ရတယ်အချိန်မော့တယ်အဆင်မပြေတာတွေအခက်အခဲတွေအများကြီးနဲ့ကြုံတွေ့ပြီးတော့မှရတာမျိုးတွေတစ်လပိုင်းမှာကြုံတွေ့လာတတ်တယ်အဲ့တော့နှစ်လပိုင်းမှာ ငွေကြီးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာကိုယ်အနေနဲ့ယုံကြည်မှုအာလွဲမှားတဲ့ယုံကြည်မှုတွေထားမိပြီးတော့ငွေကြီးကိစ္စလက်လွန်တာမျိုးကျုံတာမျိုးနှုတ်ကပိလွန်တာမျိုးတွေနဲ့ပတ်သက်ပြီးတွေးကြုံလာတတ်ပါတယ်။ဒါကြောင့်မို့နှစ်လပိုင်းမှာယုံကြည်မှုကြောင့်ငွေကြီးကိစ္စတွေနဲ့ပတ်သက်ပြီးဒုက္ခရောက်တာမျိုးတွေနဲ့ပတ်သက်ပြီးတော့ကြုံတွေ့နိုင်ရနိုင်တယ်။နောက်တစ်ခုကတော့သုံးလပိုင်းမှာငွေကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ can of can ကောင်းနေကိုယ်အနေနဲ့ငွေပေးကြရှိတဲ့လူတွေစီကနေစင့်ငွေပင်နေဘယ်ရက်ဘယ်အချိန်ပေးပါမလဲ။ ငွေပေးမဲ့လူတွေနဲ့အဆက်အသွယ်အမှပျောက်နေတဲ့ကိုငွေချီးထားတဲ့လူကိုငွေပေးထားတဲ့လူပျောက်နေတဲ့အဆက်အသွယ်မရတာတွေပြန်လည်ပြီးတော့အဆက်အသွယ်ရရှိလာနိုင်တယ်။ပြီးတော့ကိုရရရှိတဲ့ငွေကြီးတချို့တဝက်ကိုလည်းဒီ၃လပိုင်းမှာထိုက်လျောက်ရရှိလာနိုင်တဲ့အခြေအနေအပိုင်းခြားတစ်ခုဖြစ်တယ်။၄လပိုင်းမှာမိသားစုအိုးအိမ်ကိစ္စတွေနဲ့ပတ်သက်ပြီးငွေပုံကြေးကြမြတ်တက်ပါတယ်။ဥပမာအိမ်ပြင်နာအိမ်ဆောက်တာမျိုးအိမ်ရဲ့ pre-war ကဘိုင်းဆိုင်ရာလျှက်စစ်ဘိုင်းဆိုင်ရာကာဆိုင်ငယ်စသဖြင့်ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးပြင်ရဆင်ရတာမျိုးအိမ်မှာရှိတဲ့သားသမီးအိမ်မှာရှိနေတဲ့ဇနီးများအိမ်မှာရှိနေတဲ့ ဟိုစရဖြစ်ပါတော့ဒီလိုအိမ်တွင်းကိစ္စတွေမှာငွေကြီးကုန်ဆုံးမှုများပါတယ်ဒါ၄လပိုင်းမှာတို့တွေ့ကြုံလာတတ်တယ်၅လပိုင်းမှာအယောင်ွယ်မှားတတ်ပါတယ် investment ထည့်တာမှားတတ်ပါတယ်ဆိုတော့ကိုယ်ဝယ်လိုက်တဲ့ပစ္စည်းကမျက်တည်းထင်ပြီးဝယ်လိုက်တယ်ပြန်ကိုယ့်လက်ထဲရောက်လာမှာအရှုံးပေါ်သွားတာမျိုးတွေဥပမာကားပဲဖြစ်မြေပဲဖြစ်ဖြစ်အစားဖြစ်ဒေါ်လာဖြစ်ဒေါ်လာဝယ်စုတာဒေါ်လာဈေးကျသွားဒီလိုမျိုးပေါ့နော်ကိုနေနဲ့ယင်းနှိမ့်နှံမှုမှားတာတွေ့ကြုံလာတတ်တယ်။ဒါကြောင့်မို့၅လပိုင်းပါယင်းနှိမ့်နှံမှုနည်းနည်းလေး ထိမ့်ပြီးတော့လှုပ်ဆောင်စေချင်တယ်6လပိုင်းမှာတော့ကောင်းမွန်တဲ့ကန်ထောက်ပံ့နေရှိနေတယ်လို့ကျွန်တော်ပြောထားတဲ့အတွက်ကြောင့်မလို့6လပိုင်းမှာတနင်္ဂနွေသားသမီးတွေရဲ့ငွေကြေးကန်ဟာအမှန်အားကောင်းနေတဲ့ကာလအပိုင်းခြားတစ်ခုအမကန်အမတန်အဆင်ပြေနေတဲ့ကာလအပိုင်းခြားတစ်ခုပါဒီလိုကာလမျိုးမှာဆက်လာရာဒီမှာဒီလိုကာလမျိုးမှာကိုတွတ် in game ကိုမှတ်ထားမယ်ဆိုရင်ဒီလို6လပိုင်းမှာကိုအနေနဲ့ဝင်ငွေအကောင်းဆုံးလာတစ်ခုကိုရောက်ရှိနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုရှိတယ်အဲ့တော့ဘာကနေတဆင့်ငွေရလာနိုင်လဲဆိုတော့ခဏပြောအယောင်းဝယ်တွေလုပ်ငန်းတွေအောင်မြင်တာကနေစဉ် ချိတ်ဆက်မှုတွေအားကောင်းတာအနေနဲ့ဆင့်ရရှိလာနိုင်တယ်။နောက်တစ်ခါလူကြီးမိဘတွေအစီအစဉ်တွေရကြခြင်းအမအမွေပစ္စည်းပဲဖြစ်ဖြစ်လက်ဆောင်ပဲဖြစ်ဖြစ်အကုတ်ထောက်ပံ့ပေးတာဖြစ်ဒီလိုမျိုးအားကောင်းနေတဲ့ကာလအပိုင်းခြားတစ်ခုလို့ကျွန်တော်အနေနဲ့အသုံးသပ်ပြီးဟောကြားပေးရှင်းတယ်။နောက်တစ်ခါကျွန်တော်တို့ခဏလာပိုင်းခဏလာပိုင်းမှာကျွန်တော်တို့ငွေကြေးကန်နေနဲ့ပတ်သက်ပြီးတော့တင်းငွေသားသမီးတွေကဒီလိုကာလမျိုးမှာအာမိတ်ဆွေအပေါင်းအသင်းချစ်ခင်ရတဲ့လူတွေနဲ့ချိတ်ဆက်ပြီးလှုပ်ဆောင်တဲ့ကိစ္စတွေမှာတော့အားနေပါတယ် အာဆက်သူရှယ်ယာလောက်ဆောင်တာမျိုးတစ်ခုခုဟိုအကျိုးသူပြုလုပ်တာမျိုးเนาะအပစ္စည်းတစ်ခုကိုပဲနှစ်ယောက်အတူတူဝယ်ပြီးရင်းနှီးမြှုပ်တာမျိုးထိဆက်ထိုးတာမျိုးလုံးဝလုံးဝမလုပ်ပါနဲ့အဲ့တော့ကျွန်တော် ပြောချင်တာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ခဏလပိုင်းမှာလက်ဖက်ရည်တော်ရှင်းမတော့တယ်ပါဘူးเนาะအာနည်းနည်းအားနေတာတော့တွေ့ရတယ်နောက်တစ်ခုကတော့ကျွန်တော်ရှစ်လပိုင်းမှာငွေကြေးကန်ဒီအားပြန်ကောင်းလာပါတယ်ကောင်းလာတယ်ဆိုတာကအရန်ကြီးကြီးမားမားကောင်းလာမျိုးမဟုတ်ဘူးပိတ်ပင်နေတဲ့ကိုယ့်ရဲ့ငွေကြေးတွေအားကောင်းလာနိုင်လို့ငွေကြေးရရှိဖို့အတွက်အခွင့်အလမ်းတစ်တည်း ရရှိလာနိုင်တဲ့အတွေးခေါ်အစ်တေမိတ်ဆွေအပေါင်းအသင်းတစ်တင်နဲ့ချိတ်ဆက်ပြီးတော့ငွေကြေးကိစ္စရည်နဲ့ပတ်သက်ပြီးလမ်းကြောင်းပွင့်လင်းလာမယ့်အနေအထားတစ်ခုကိုရောက်ရှိလာမယ့်အခြေအနေအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ Okay အဲဆိုလို့ရှိရင်ကျွန်တော်6လပိုင်း6လပိုင်းမှာတော့ခဏပြောတယောက်တည်းလောက်ဆောင်တော့မကောင်းတော့ခဏကျွန်တော်ပြောထားတာနော်။အဲ9လပိုင်းမှာ ဟိုဘယ်လိုခေါ့ဆက်သူရှယ်ယာနဲ့ပတ်သက်ပြီးလုပ်နေလို့ပြောထားတယ်။ Okay ကိုလာပိုင်းလောက်မှာတော့မိတ်ဆွေအနေနဲ့လုံချင်နေဆိုရင်ချိတ်ဆက်ပြီးတော့လုံဆောင်ပါအများနဲ့ပူပေါင်းပြီးလုပ်ငန်းကိစ္စတွေမှာအားကောင်းနေချိတ်ဆက်မှုတွေအားကောင်းနေเนาะဒီလိုကာလမျိုးပြောချင်တာတော့ဟိုမှာပွဲစားလုပ်နေတဲ့လူတွေပုံပုံပြီးတော့အားကောင်းနေဘယ်လာလဲဆိုတော့ကိုလာပိုင်းမှာเนาะဗဇက်ကနေငွေရှာနေရတဲ့လူတွေအတွက်ပေါ့ဗဇက်ကနေငွေရောက်မှာပွဲစားတွေကျွန်တော်ဘီရင်စရာတွေတော့စာစာတင်နေတဲ့စရာတွေစသဖြင့်ပေါ့เนาะလေးအကုန်ကြခံပြီးတော့ပတ်စံရှာနေတဲ့လူတွေအတွက်ဒီကာလမှာအမှန်အားကောင်းလို့မျိုး ဒီစီးပွားရေးနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့အခါမှာကိုယ့်ရဲ့စီယုံမှုအားအားကောင်းတယ်နော်အဲ့တော့စီးပွားရေးနဲ့ပတ်သက်ပြီးပူပေါင်းပြီးလှုပ်ဆောင်ရတာမျိုးတွေနဲ့ပတ်သက်ပြီးတော့အမှန်တကယ်ကန်ကောင်းတာပေါ့နော်အဲ့တော့ဆယ်လပိုင်းဆယ်လပိုင်းမှာဘာဖြစ်လဲဆိုတော့ထီပေါက်တလူမျိုးငွေရတာအာကိုယ့်အနေနဲ့လှုပ်အားကိုနည်းနည်းပဲစိုက်ထုတ်ပြီးတော့ငွေများများရနိုင်တဲ့ငွေရတဲ့ခွင့်လမ်းမျိုးမှာဆယ်လပိုင်းမှာတက်ပြရတယ်အဲ့တော့ထီထိုးခြင်းတဲ့လူတွေဆယ်လပိုင်းမှာထီထိုးပါနော်ကန်ဆယ်မဲ့ပေါက်တာတွေအာထီပေါက်တာတွေစသဖြင့် အရန်အကောက်ပါတယ်ဒီလိုကာလမျိုးပါငွေကြေးကိစ္စနဲ့ပတ်သက်ပြီးလက်ရွံပါတယ်နော်နောက်ခု17လပိုင်းမှာတော့နည်းနည်းလေးအားနေပါတယ်ဘာအားနေလဲဆိုတော့ငွေကြေးကျက်သေးတယ်ကိုယ့်မှာငွေဘယ်လောက်ရှိရှိဒီလိုကာလမျိုး17လပိုင်းမှာငွေကြေးနဲ့ပိုရှံမှုအားနေတယ်ဆိုတော့အပိုင်းထောင်တွေ့ရှိရတယ်နော်ငွေကြေးကျက်သေးတယ်ငွေကြေးနဲ့ပတ်သက်ပြီးရှားရတာဖွေရလဲခက်ခဲတယ်ကိုယ့်မှာရှိနေတဲ့ငွေလည်းမပြတ်ပြတ်အောင် အမနဲ့ထိပြီးတော့လုံနေရတဲ့အချိန်ဒီပိုက်ချတခုငွေပုံငွေရှာမရှိဘူးငွေကြေးကျက်သေးပါတယ်စိတ်ညစ်ရတယ်စိတ်ရှုပ်ရတယ်ဖြစ်တယ်ဆက်နလပိုင်းမှာတော့လုပ်ငန်းကိစ္စတွေမှာယင်းနှိမ့်နှံတဲ့အပိုင်းတွေမှာငွေကြေးကုန်ဆုံးတာမျိုးတွေနောက်တစ်ခါကိုယ့်ရဲ့ခရီးသွားတဲ့ကိစ္စတွေနော်ဟောတခြားသောကိုယ့်ရဲ့ပျော်ရွှင်မှုတွေမှာတုံးဆွဲတဲ့ငွေကြေးတွေအမတန်ကောင်းတဲ့အော်များတဲ့အတွက်ကြောင့်လို့လောက်တာနဲ့ကုန်တာနဲ့မကိုက်ညီပဲနဲ့ဝင်ငွေရနေပြီးတော့ထွက်ငွေရများတဲ့ဆိုတဲ့ကာလကိုဆက်နလပိုင်းမှာကြုံတွေ့ရနိုင်ပါတယ်ဘယ်နည်းငွေတွေတာသမီးတွေကိုပိုင်စီးပွားရေးနဲ့ပတ်သက်တဲ့

အာကျွန်တော်ဆက်ပစ္စည်းတွေစားတော့ကုန်နေเนาะစံစီစားစေးစတဲ့ဖြစ်ဒီလိုပစ္စည်းမျိုးတွေရောင်းဝယ်မှုဟာကိုယ့်အတွက်အကျိုးပေးမှုအားကောင်းနေတဲ့ကာလအပိုင်းအခြားတစ်ခုဖြစ်ပါတယ်အဲ့တော့2026မှာဒီလိုလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်နေတဲ့လူတွေအတွက်ကတော့ကံထောက်ပံ့ကောင်းများစွာရရှိလာနိုင်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီလူသုံးကုန်ပစ္စည်းတွေเนาะအဲပြီးွားတဲ့ခါကျရင်ကျွန်တော်တို့အိမ်သုံး ဆောင်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ရောင်းဝယ်နေတဲ့လူတွေရှိတယ်ဆိုရင်တော့ငွေကြီးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာယင်းနှိမ့်နှံ့မှုများပြီးတော့အမျက်အစွန်ပြန်ရမှုအားနေတယ်လို့ဖော်ပြထားခြင်းဖြစ်ပါတယ်။ပညာရေးနဲ့ပတ်သက်တာတွေနော်ဘာသာရေးနဲ့ပတ်သက်တာတာနာရေးနဲ့ပတ်သက်တာစသဖြင့်ဒီလိုလုပ်ငန်းမျိုးတွေလှုပ်ဆောင်နေတဲ့လူတွေကတော့ကိုယ်အနေနဲ့ကံထောက်ပံ့ကောင်းတွေရရှိပြီးတော့လုပ်ငန်းနာမည်တိုးတက်ခြင်းကိုယ့်ရဲ့စီးပွားရေးအားကောင်းလာမှုတွေအားကောင်းနေတဲ့အခြေအနေအပိုင်းအခြားတစ်ခုဖြစ်ပါတယ်။ဒီအချိန်မှာကျွန်တော်တို့ဒီပွဲစားတွေเนาะပြီးရင်အိမ်ချမ်းပြင်းနဲ့ပတ်သက်ပြီးလှုပ်ဆောင်နေတဲ့လူတွေ အာအင်တာဗျူးအရောင်းဝယ်ပေါ့နော်ဒါမှမဟုတ်ပွဲစားပေါ့ဒီလိုလှုပ်ဆောင်နေတဲ့လူတွေတော့ကတော့ဒီကာလမှာခက်ခဲမှုတွေနဲ့ကျွန်တော်တို့တုံ့တွေ့လာပြီးတော့လှုပ်လှုပ်ဖို့အာခုအနေနဲ့တော်တော်ကြီးကြိုးကြိုးစားစားကြိုးပမ်းပြီးလှုပ်ဆောင်မှဒါလည်းအဆင်ပြေမှုအခြေအနေပိုင်းခြားတစ်ခုကိုရရှိလာနိုင်ပါတယ်နောက်တော့နောက်တစ်ခုကတော့ခရီးကူးတန်းသွားလာနေတာပေါ့နော်ဒီ expert တို့ကုန်တင်ကားတို့နော်အာကုန်တယ်တွေပေါ့တနည်းအားနဲ့တနည်းအားကုန်ကူးတန်းရောင်းဝယ်တဲ့လူတွေတော့ကတော့အာဒီ2026တော့ကတော့ကုတွက်နည်းနည်းလေးတော့ ပြန်လည်ပြီးတော့အားကောင်းလာနိုင်တယ်တို့တော့အရင်ဟိုဘယ်လိုကောင်းလဲအမျက်ဆုံးအရင်များပြီးတော့ဟိုအစဉ်ပြေလောက်တဲ့အထိတော့အစဉ်ပြေလာတာမျိုးတော့မဟုတ်ဘူးပေါ့နော်လက်ရှိရှိနေတဲ့အနေထားတော့အနေငယ်တော့ကံအားကောင်းနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုလို့သုံးသပ်ပြီးဟောကြားပေးချင်ပါတယ်နောက်တစ်ချက်ကတော့အခု2026မှာကျွန်တော်တို့လုပ်ငန်းအတစ်ဖွင့်မဲ့လူတွေတို့ဟောကင်ဖြစ်ပါတယ်အဲ့တော့လုပ်ငန်းအတစ်2026မှာစတင်တင်လာ လုပ်ငန်းတက်စတင်ဖို့အတွက်ကတော့ကျွန်တော်ဦးစားမပေးချင်ပါဘူး။ဘာလဲဆိုတော့ကြာနေတဲ့ကတ်တွေရကလုပ်ငန်းတက်လုပ်နေတဲ့လူတွေကပုံမှုပြီးတော့ခက်ခဲမှုအဆင်မပြေမှုကြောင့်တွေ့လာနိုင်တယ်။ဒီလုပ်ငန်းအစ်စ်ကိုအောင်မြင်ဖို့အတွက်မိတ်ဆွေအနေနဲ့တော်တော်ကြီးကိုစူးစမ်းအားထုတ်ရတယ်လို့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုကိုနှောက်ယှက်တဲ့အသားစီးတွေအပိတ်ပင်တွေအများကြီးနဲ့ကြုံတွေ့နေရတယ်။ ဆိုတော့မိတ်ဆွေရဲ့ပုံမှန်ရှိနေတဲ့အားထက်ဆယ်ဆ15ဆလောက်လုံးမတာလေးမိတ်ဆွေအနေနဲ့အောင်မြင်မှုရမယ်ဆိုတော့ကမိတ်ဆွေအခုဒီလောက်ကိုလုံးမသိန်းတရာကြမယ်ဆိုမိတ်ဆွေလက်ထက်မှာသိန်းတစ်ထောင်ကင်ထားမှဒီလုံးကဟာအောင်မြင်ဖို့အတွက်နည်းနည်းလေးအဆင်ပြေတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့စဉ်းစားကြည့်လိုက်ကတရားတန်အလောက်ကိုတစ်ထောင်ဦးနဲ့ရင်းပြီးလုံးနေပဲဆိုရင်တော့မတန်ဘူးလို့ကျွန်တော်ပြောချင်တယ်အဲ့တော့ investment ဘိုင်းရောကိုယ့်ရဲ့လုံဆောင်မှုဘိုင်းရောအမတန်တော်တော်ကြီးစိုက်ထုတ်နေရတဲ့အတွက်ကြောင့်မလို့2026မှာလုပ်ငန်းအသစ်လုပ်ဖို့အတွက်တရင်းတွေတာသမီတွေအတွက် ခက်ခဲနေတဲ့ကာလအဆင်မပြေတဲ့ကာလအတွေးခေါ်မှာအဆုံးပြတ်မှုမှားနေတဲ့ကြုံတွေ့ပြီးတော့ကိုယ့်ရဲ့အောင်မြင်မှုကိုယ့်ရဲ့လှုပ်ဆောင်မှုတွေမှာအသာစီအပိတ်ပိတ်များစွာနဲ့ကြုံတွေ့နေရတတ်ပါတယ်။ဒါကြောင့်မလို့လုပ်ငန်းအသစ်စတင်ပြီးလှုပ်ဆောင်တဲ့လူတွေချင်းချင်းတုံ့တက်နိုင်ဖို့အတွက်ဟောကြားပေးခြင်းဖြစ်တယ်။နောက်တစ်ခုကတော့အခုလက်ရှိလုပ်နေတဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့တင်းငွေသားသမီးတွေဘာဖြစ်လာနိုင်လဲဆိုတာကျွန်တော်ဟောကြားပေးပါမယ်။ အခုလက်ရှိလုပ်နေတဲ့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တဲ့မှာတော့အပြိုင်ဆိုင်အတိုက်ခိုက် M&M များနေပါတယ်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းကိုပြန်လည်ပြီးတော့တည်ဆောက်ပါကိုယ့်ရဲ့လုပ်ငန်းကိုပြန်လည်ပြီးတော့ပြုပြင်ပါ တို့ရဲ့လုပ်ငန်းထဲကအင်အားတောက်တင်းလာဖို့အတွက်ကိုပဲအဓိကထားပါသူများကိုပြိုင်ဆိုင်ဖို့သူများကိုတိုက်ခိုက်ဖို့ရောင်းဝါဖို့နာမည်ကြီးဖို့ကိုပဲဦးစားပေးတာမျိုးမဟုတ်ပဲနဲ့ကိုရဲ့လုပ်ငန်း stable ဖြစ်ဖို့အတွက်အရင်ဆုံးတည်ဆောက်ဖို့အတွက်လိုအပ်ပါတယ်အဲ့တော့ဝန်ထမ်းနဲ့ပတ်သက်တာဖြင့်စက်ပစ္စည်းနဲ့ပတ်သက်တာဖြင့်ကိုရဲ့လုပ်ငန်းအသွင်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအောက်ချုပ်မှု niche နဲ့ပိုင်း marketing ပိုင်းတွေနဲ့ပတ်သက်ပြီးတော့ stable ဖြစ်အောင်ပြန်လုပ်ပြီးတော့အဲ့ဒီအချိန်မှာကောင်းမွန်လာတဲ့အထောက်ပံ့တွေရရှိလာပြီဆိုရင်တော့မိတ်ဆွေလုပ်ငန်းဟာအပြင်ကိုထွက်ပြီးတော့တိုက်လို့ရပြီအပြင်ကိုထွက်ပြီးတော့ကြော်ညာလို့ရပြီဒါကြောင့်မလို့ကျွန်တော် ခုလက်ရှိလုပ်ငန်းလုပ်နေတဲ့လူတွေကိုယ့်ရဲ့လုပ်ငန်းရဲ့အားသာချက်အားနည်းချက်လိုအပ်ချက်တွေကိုတင်တင်ကြပ်ကြပ်သုံးသပ်ပြီးမှဒါလျင်လုပ်ငန်းကိစ္စရည်နဲ့ပတ်သက်ပြီးချဲ့ထွင်မှု market ချဲ့ထွင်တာပဲဖြစ်ဖြစ်ပေါ့နော်အဲကိုယ့်ရဲ့နေရာချဲ့ထွင်တာပဲဖြစ်ဖြစ်ကျတော့ပါအဓိကလိုအပ်နေတာဘာလဲဆိုတော့ကိုယ့်ရဲ့လုပ်ငန်းကိုကိုပြန်လဲသုံးသပ်ဖို့အတွက်လိုအပ်တယ်လုပ်ငန်းကိုဦးစီးနေတဲ့လူဟာကိုမဟုတ်ပဲနဲ့တခြားတယောက်ဦးစီးနေမယ်မန်နေဂျာတော့လည်းကောင်းအောင်ပေါ့နော်စူပါဝိုက်ဇာတော့လည်းကောင်းတယောက်ဦးစီးနေမယ်အဲ့လူအလောက်ကထွက်သွားလိမ့်မယ်ဟုတ်ပြီနော် မိတ်ဆွေအနေနဲ့ဘာတွေဖြစ်လာနိုင်လဲလို့ပြောရင်ခဏပြောဝန်ထမ်းခက်ခဲဝန်ထမ်းပြဿနာကုန်ပစ္စည်းခက်ခဲကုန်ပစ္စည်းပြဿနာလူချင်တဲ့အချိန်မရတာမျိုးကြန့်ကြတာမျိုးတွေဟာတစ်ဖက်မှာမိတ်ဆွေလုပ်ငန်းလည်ပတ်ဖို့အတွက်နှိမ့်ကွေးသွားစေတယ်အဓိကတော့ information နဲ့ပတ်သက်ပြီးအမှန်တရားနေတယ်ဒါကြောင့်လို့မိတ်ဆွေပူတိုင်ကဒီလုပ်ငန်းကို information ပြန်သုံးသပ်ဖို့အတွက်လိုအပ်တယ်တခြားလူတစ်ယောက်စီက information ယူပြီးလုပ်မယ်ဆိုရင်မိတ်ဆွေဒီအချိန်မှာတော့အဆင်မပြေဘူးလို့ကျွန်တော်သုံးသပ်ပေးချင်ပါတယ်အဲ့တော့ဆက်လက်ပြီးတော့ကျွန်တော်ဘာကိုသုံးသပ်ပေးချင်တာလဲလို့ပြောမယ်ဆိုလို့ရှိရင်12လမှာ ဘယ်လမှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့အားနေပြီးတော့ဘယ်လမှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့အားတာလဲဆိုတဲ့အပိုင်းကိုကျွန်တော်ပြန်သုံးသပ်ပေးပါမယ်။အဲ့တော့ကိုယ်ပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့တစ်လပိုင်းမှာမိတ်ဆွေအနေနဲ့အခက်အခဲတွေများစွာနဲ့တုံ့တွေ့နေရပါတယ်။ဒါကြောင့်မို့တစ်လပိုင်းမှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေဖို့တော့အမှန်တန်ခက်ခဲတယ်။အဆင်မပြေမှုတွေများနေတဲ့ကာလအပိုင်းခြားတစ်ခုကိုကြုံတွေ့လာရမယ်။နောက်တဲ့နှစ်လပိုင်းကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးချိတ်ဆက်မှုတွေအဲမိတ်ဆွေအပေါင်းအသင်းတွေစီးပွားရေးနဲ့ပတ်သက်ပြီးတော့အထောက်ပံ့ကောင်းတွေရရှိလာတယ် ောင်မြင်လာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့တစ်လပိုင်းနဲ့မတူပဲနှစ်လပိုင်းဟာကိုယ့်အတွက်လှုပ်ဆောင်မှုအတွက်ပုံမလွယ်ကူတဲ့ကိုလိုချင်တဲ့ပစ္စည်းကိုလိုချင်တဲ့အရာကိုလှုပ်ချင်တဲ့အရာတွေကို information လွယ်လွယ်ကူကူနဲ့ရပြီသူများတွေရဲ့အကူအညီပေးမှမှုကောင်းနေရရှိမယ်နော်အဲပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီစီပွားရေးပတ်တနာရည်နဲ့ပတ်သက်ပြီးချိတ်ဆက်မှုအကောင်းနေတဲ့ကာလပိုင်းချာနှစ်လပိုင်းရတစ်လပိုင်းကတော့ဂျင်းနဲ့ချက်သေးကိုရောက်ရှိနေတယ်ဘာလို့လို့ဘာကိုင်းမှမသိဘူးစီပွားရေးလူမှုရေးစသဖြင့်စသဖြင့်အဲ့ဒီအပိုင်းတွေမှာထုံးနှက်မှုတွေအများကြီးပါတယ်နောက်တစ်ခါသုံးလပိုင်း ဒေါ်လာပိုင်းမှာဒလင်းမတွေတာသမီတွေအနေနဲ့ဘာတွေဖြစ်လာနိုင်လဲစီးပွားရေးမှာပြောရမယ်ဆိုလို့ရှိရင်တော့ယုံကြည်ကိုးစားမှုမှားတတ်ပါတယ်ခဏကျွန်တော်ပြောလို့ပဲနှစ်လပိုင်းမှာချိတ်ဆက်မှုတွေအားကောင်းတဲ့စီးပွားရေးပတ်တနာတွေနဲ့ပတ်သက်ပြီးရရှိမယ်အဲသူတို့နဲ့ပူးပေါင်းပြီးလေလောက်ဆောင်မယ်အဲ့ဒီအပေါ်မှာလိုလာတဲ့ပုံမူပြီးတော့မိတ်ဆွေအနေနဲ့ယုံကြည်မှုတိုင်းတာတွေထည့်သွားပြီးဆိုမိတ်ဆွေကိုလိန်တာတွေညားတာတွေစသဖြင့်မိတ်ဆွေပေါ်မဟုတ်မှန်ပြုတ်လုတာတွေကသုံးလပိုင်းမှာဖြစ်ပေါ်လာနိုင်တယ်ဒါကြောင့်မို့သုံးလပိုင်းမှာမိတ်ဆွေအနေနဲ့ဘယ်အောင်မှဟိုပြပြဝါယုံကြည်လို့မရတဲ့ဆိုတဲ့အပိုင်းခြားတစ်ခုဟိုဟောပေးခြင်းတယ်နောက်တစ်ခုကလေးလပိုင်း လေးလပိုင်းမှာဘာဖြစ်မလဲလို့ပြောမယ်ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်ပြီးလှေကွင်းမှုကြန့်ကြာမှုဝန်ထမ်းအခက်အခဲเนาะအခဏလည်းကျွန်တော်ဟောခဲ့ပါတယ်ဝန်ထမ်းအခက်အခဲတွေကော်မရှင်အခက်အခဲတွေလေးလပိုင်းမှာတော်တော်ကြီးဖြစ်တယ် เนาะအဲ့တော့ငကုရှိနေပုံစံ10ရောက်ကနေ15အာဟိုဟာ10ရောက်ကနေ9ရောက်ဖြစ်သွားတာမျိုးဆိုတော့ကိုယ့်ရဲ့လုပ်ငန်းကိစ္စအနေနဲ့လှုပ်ဆောင်မှုတွေခက်ခဲတယ်ဟိုကိုကလှုပ်ချင်တယ်နေမဲ့ဟိုစိတ်သွားတိုင်းကိုမပါအရှင်းမရောက်တဲ့ပုံစံမျိုးတွေဖြစ်တတ်တယ်နောက်တစ်ခုကကျွန်တော်9လပိုင်း9လပိုင်းမှာကိုယ့်လုပ်ငန်းကိစ္စအနေနဲ့ပတ်သက်ပြီးနာမည်ဆိုးတာတွေကိုယ့်ရဲ့လုပ်ငန်းကိုအပုတ်ချတာတွေဝေဖန်တာတွေဒီလိုမျိုးတွေပတ်သက်ပြီးတွေ့ကြုံလာတတ်တယ်အဲ့ဒီအပိုင်းမှာတော့နည်းနည်းလေးကိုယ့်အနေနဲ့မှတ်ကန်နေဆိုရင်ကိုယ့်ရဲ့အမှန်တရားကိုပဲယူပြီးတော့ဖြည့်ရှင်းပါတက်ပြီးတော့စိတ်ညစ်မနေနဲ့စိတ်ရှုပ်မနေနဲ့စိတ်တက်ကြမနေနဲ့ကိုယ့်အနေနဲ့ရှင်းစရာရှိတာရှင်းလေးစရာရှိတာနေသူ့အတူ ပုံမှုပြီးတော့အဆင်ပြေလာလိမ့်မယ်အဲဒီ6လပိုင်းမှာတော့ကိုယ်ကတက်ခတ်လုပ်နေတဲ့လူတွေကိုယ်နဲ့အဆင်မပြေဖြစ်နေတဲ့လူတွေပြန်လည်ပြီးတော့အဆင်ပြေလာနိုင်တယ်မိတ်ဆွေအပေါင်းအသင်းတွေများပြီးကိုယ့်ရဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့အားကောင်းမှုတွေရရှိလာနိုင်တယ်နောက်တစ်ခုကတော့ကျွန်တော်9လပိုင်းပေါ့ကနလာပိုင်းမှာစီးပွားရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်မယ်ဆိုဒီဇိုင်းမမတ်လှုပ်ဆောင်ပါစိတ်ပြများနေလို့မျိုးအခုနေဒါဖြစ်ချင်တယ်ခဏနေဒါဖြစ်ချင်တယ်အခုနလာပိုင်းမှာစိတ်ပြများလို့မျိုးတခုတော့တခုဇိုင်းမမတ်လုပ်မယ်ဆိုရင်တော့အဆင်ပြေမယ်နောက်တစ်ခုကတော့ကျွန်တော်ကြုံတွေ့လာမယ်ရှစ်လပိုင်း ရှစ်လပိုင်းမှာလုပ်ငန်းကိစ္စရည်နဲ့ပတ်သက်ပြီးလှုပ်ဆောင်တာကိုယ်အနေနဲ့ကောင်းမွန်နေတဲ့အောင်မြင်မှုများစွာရရှိလာပြီးရှစ်လပိုင်းကကိုယ့်အတွက်လုပ်ငန်းအထောက်အပံ့မှုလုပ်ငန်းကံကောင်းမှုအမှန်အားကောင်းနေတဲ့အခြေအနေအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ကိုယ့်လပိုင်းမှာတော့လုပ်ငန်းကိစ္စရည်နဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံရတာတွေလုပ်ငန်းကိစ္စရည်နဲ့ပတ်သက်ပြီး investment ထည့်ရတာတွေကျွန်တော်ကြုံတွေ့လာနိုင်တယ်။ဆယ်လပိုင်းမှာအလုပ်လုပ်နေတဲ့ကိုယ့်ရဲ့ကျန်းမာရေးကြောင့်ကိုယ့်ရဲ့မိသားစုရေးကြောင့်ဒီလောက်ကိုအချိန်မပေးနိုင်တာမျိုးတွေနဲ့ပတ်သက်ပြီးဖြစ်တတ်တယ်။နောက်တစ်ခါကျွန်တော်၁၇လပိုင်းမှာကိုယ့်ရဲ့လုပ်ငန်းကိစ္စရည်နဲ့ကိုဟိုလုပ်ထားတဲ့ အလုပ်တွေအကျိုးမြတ်များစွာရရှိပြီးတော့အောင်မြင်မှုရရှိတဲ့အချိန်တွေအပိုင်းခြားတစ်ခုဖြစ်ပါတယ်။နောက်တစ်ခါကျွန်တော်တို့နောက်နှစ်ဆန္ဒပိုင်းမှာတိုက်ခင်မှာတော့တရင်းငွေတွေသာသမီတွေနဲ့ဒီကာလမျိုးမှာကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေနဲ့အခြေချတိစောက်ခွင့်ရပြီးတော့လုပ်ငန်းဟာဟန်ချက်ညီညီသွားနေတဲ့အချိန်တွေအပိုင်းခြားတစ်ခုကိုရရှိလာမှာပဲဖြစ်ပါတယ်။ဒီလောက်ဆိုတရင်းငွေတွေသာသမီတွေခြေနဲ့မယ်လို့ပြောလိုက်ပါတယ်ခင်ဗျာ။